်ဘဝနဲ့အမုန်းခံလူသားတက်တော့အကောင့်ပိုင်ရှင်ကိုဇော်ဖုံဟိန်ဒီကျမအားအရာအလုံးရင်ဆိုင်ကြောပြတ်သွားမယ်အဲ့တော့ဘာမှမပူနဲ့ဘာမှပူစရာမလိုကျွန်တော်ပုံမှန်တိုင်းပဲအေးဆေးပဲဖုံးဆက်တဲ့လူတွေကလာကျွန်တော်ပြောနေတာနော်အဲ့တောင်းတကုန်းစကန်းဟိုစကန်းမူကြီးတို့ကျွန်တော်အမှုကိုခိုင်တဲ့ညီလေးတို့ပေါ့နော်ကျွန်တော်မက်ဆေ့လေးပို့ပေးပါကိုကြီးခင်ဗျာတောင်းတကုန်းရဲစကန်းမှာတော့ကိုကြီးအမှုဖွင့်ပါဖွင့်ထားပါလေဘယ်နေ့ပဲရက်အကူကြီးလာရောက်ရင်ဆိုင်ပြင်ဆင်ပေးပါရင်ညီလေးတို့ကပြောတာပါလို့လားပြောတယ် ပြောတာကိုကားနဲ့ကိုလာပါမောင်းလာခဲတာရီဆိုဘိုးဟင်းတော့တရားဆွဲခံရလို့တဲ့ဟဲ့မင်းထောင်ထဲရောက်သွားရင်မင်းကိုချီးတင်းချဲ့ပဲခေါင်းတွေတဘုံကြီးပဲတော့စောင့်နေတာဟေးအဲ့တော့မြန်မြန်ဝင်မလားနေနေဝင်မလားကောက်ကူလာရွေးဒီမှာဥပဒေရာရှိတွေရောတရားမှာလိုက်အမှုလိုက်မဲ့ရှိနေတွေရောအများကြီးဒီမှာ message တွေပို့ကုန်ပြီ နော်သူတို့လုတ်ပေးပြရစီသူတို့လုတ်ပေးပြရစီတဲ့ကိုစော်ဝင်းရင်ဆိုရင်လုတ်ပေးခြင်းလို့လို့ပါတယ်ကိုစော်ဝင်းရင်အဖို့ဆိုရင်လိုက်ပေးခြင်းလို့လို့ပါဗျာတဲ့ဒီအဖို့ကိုကျွန်တော်ကိုယ်တိုင်လိုက်မယ်ဗျာတဲ့ကဲဘွေးကလှတာပါဗျာနော်နော်ကျွန်တော်ဘယ်တော့မှမယူကျွန်တော်ယူထားတဲ့မြေကွက်ပြင်းဦးလေးမှာမြေကွက်တစ်ကွက်ရှိရင်လက်ကျိုးလာထိုးပြလိုက်နော်အဲ့တော့ကြတော့ကိုရှူးတော့ကိုပတ်မယ်ပေါ့နော်နိုင်အောင်တော့ရှင်းဒီပွဲကလွယ်လွယ်နဲ့ပြီးသွားမယ်ပွဲတော့မဟုတ်ဘူးเนาะဝင်နေလိုက်လို့ရတဲ့ခင်ဗျာ ျွန်တော်ကရှိနေငွေနဲ့ငါးတရာမလို့အဲလုံချုံရတော့ရှိတယ်ကျွန်တော်အသက်အန္တရာယ်တစ်ခုခုဖြစ်သွားရင်တို့ကဖျဲသီးတွေပဲကျွန်တော်တောင်းတကုန်တရားရဲစခန်းနဲ့တရားရုံးမှာတရားလာရင်ဆိုင်တဲ့အချိန်မှာကျွန်တော်အသက်အန္တရာယ်တစ်ခုခုဖြစ်တာနဲ့တို့ကဖျဲသီးပဲနော်တို့ကျွန်တော်ကိုကျွန်တော်ကတိုင်းချစ်ပြည်ချစ်နိုင်ငံချစ်လူတက်မလို့ချစ်တဲ့ကောင်တက်မလို့ကိုကျွန်တော်တတ်နိုင်တဲ့ဘက်ကအုတ်တချက်တဲတဲ့ပေါ်နဲ့ပါဝင်ကူညီပြီးတော့မြေပြင်မှာလက်တွေ့တာဝန်ထမ်းဆောင်နေတဲ့ကောင်ကိုတာဝန်ကိုယူပြီးတော့တာဝန်ထမ်းဆောင်နေတဲ့ကောင်ကိုတရားရုံးကိုရောက်အောင်ခေါ်ပြီးတော့မှ ကျွန်တော်အဲ့ဒီတရားရုံးကိုလာတဲ့အချိန်ကျွန်တော်တခုခုပြင်အဲ့ကောင်ကြီးအခုဖေးသေးတယ်အခုကိုဒီကောင်ကြီးကဖေးသေးတယ်ဖြစ်ပုံများတယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စောဘုံဟိန်ဆက်သွယ်ရေးပုံမှန်နဲ့မူမုခိုင်ဘက်ကဖန်ဝရန်ထုတ်လာသည့်အပေါ်စောဘုံဟိန်ဘက်ကဖန်ဝရန်ထုတ်ပေးတဲ့ရဲတပ်ဖွဲ့ကိုမေကွန်းထုတ်လိုက်တဲ့ရုပ်တံတွေအပြင် RFA မြန်မာပိုင်းစီစူးထုတ်လွှင့်မှုရန်နာမီထူးခြားသတင်းတွေပါတင်ဆက်ပေးလိုက်ပါတယ်လွတ်လပ်တဲ့အာရှအသံ RFA မြန်မာပိုင်းအစီအစဉ်ကိုရန်ပုံငွေပိုင်းဆိုင်ရာမတိချမှုများကြောင့်ရန်နာတော်မီဖြစ်ကြောင်း RFA မြန်မာပိုင်းကထုတ်ပြန်ကြေညာသည့် RFA မြန်မာပိုင်းကယနေ့မေလ9ရက်တွင်တရားဝင်ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်ထို့ဖြစ်ရသည့်အာနာရှင်လက်အောက်မှပြည်သူများတရင်တိပိုင်권ဆုံးရှုံးမှုလည်းဖြစ်သည်ဟုဝါရင်တရင်စာဆရာဦးမြင့်ကျော်ကဆိုသည့် RFA မြန်မာပိုင်းစီစဉ်ကိုနှစ်ပေါင်းများစွာနားဆင်ခဲ့ကြသည့်ပရိသတ်များ၏အားပေးမှုနှင့်ယုံကြည်မှုအတွက်ကျေးဇူးတင်ရှိကြောင်းနှင့်ရန်ပုံငွေမတိချမရေရာမှုများကြောင့်မြန်မာပိုင်းစီစဉ်ထုတ်လွှင့်မှုများကိုရည်နာထားရတော့မည်ဖြစ်ကြောင်း RFA မြန်မာပိုင်း၏ဌာနမှဦးကျော်ကျော်အောင်က ရုတ်တံဖြင့်ထုတ်ပြန်ပြောကြားထားသည့် RFA ရဲ့ဆိုင်းသွားတဲ့အဖြစ်ကမြန်မာတိုင်းနိုင်ငံလုံးအတိုင်းအတာနဲ့နေစုသတင်းတွေတင်ဆက်နေတဲ့သတင်းမီဒီယာကြီးတစ်ခုရပ်သွားတယ်လို့ဖြစ်တာကြောင့် အစားထိုးဖို့ခက်ပါလိမ့်မယ်တစ်ဖက်မှာနေစုလိုင်းလိုစနစ်နဲ့တနအီကြာရေဒီယိုသတင်းရေဒီယိုစီစုထုတ်လွှင့်နေခဲ့တဲ့အပိုင်းကိုလည်းအခြားသတင်းဌာနတွေကအစားဝင်ဖို့ခက်ခဲပါလိမ့်မယ်နေစုသတင်းဟာကွက်ကြီးကြီးမမဖြစ်သွားတယ်လို့ကောက်ချက်ချချင်ပါတယ်ဝါရင်သတင်းစာဆရာဦးမြင့်ကျော်ကတုံ့တက်သည်တစ်ဖက်တွင်လည်းယူဆက်အကူအညီကိုမိခိုးနေကြသည့်သတင်းဌာနများအများအပြားသတင်းတင်ဆက်နိုင်စွမ်းကြဆင်းနေခြင်းဖြစ်၍ထိုဟာကွက်ကိုအစားထိုးနိုင်မီအလားအလာမမြင်ရသည့်အကြောင်းမင်းကဆိုသည် အမေရိကန်သမ္မတဒေါ်နယ်ထရန့်တက်လာပြီးနောက်ပိုင်းသတင်းဌာနများကစီမံကိန်းတွေသည့်အစိုးရအေဂျင်စီ USAID မှပါဝင်တခြားအစိုးရအေဂျင်စီ6ခု၏လုပ်ငန်းဆောင်ရွက်မှုတွေကိုအ ਨੇ ဆုံးဖြစ်အောင်ထားဖို့ညွှန်ကြားချက်လက်မှတ်ရေးထိုးခဲ့ပြီးနောက်ပိုင်းသတင်းထုတ်လွှင့်မှုတွေယာယီရနာကအကန့်အသတ်နှင့်ထုတ်လွှင့်ရမှအပြီးတိုင်ရက်ဆိုင်ခဲ့ရခြင်းဖြစ်သည်သူ့ရဲ့အောက်မှာမန်နေကိုသွားဖက်လိုက်နော်အဲ့ဒီမန်နေကိုသွားဖက်လိုက်လို့ရှိရင်ကျွန်တော်အမှုရင်ဆိုင်ရမယ့်အရာကဘယ်သူကနိုင်မလဲဘယ်သူကရှုံးမလဲသိလိုက် နော်အဓိကကတော့ဒါ social public area မှာပေါ့နော်သူ့ရဲ့ကျင်သားနဲ့ဒီနေ့တရားစွဲရဲဆိုတဲ့မန့်လေးပဲတော့ဖက်ပါသူလည်းဖက်ရင်ဖက်မှာပါမဖက်ဘဲတော့မနေပါဘူးနော်နော်အဲ့တော့ကြတော့ရင်ဆိုင်ရတာပေါ့နော်ရင်ဆိုင်ရတာပေါ့ကျွန်တော်ကတော့ဘာမှပြန်မလုပ်ဘူးကျွန်တော်ကလို့တရားစွဲရဲလို့တွေမလုပ်ဘူးကျွန်တော်အဲ့လို့တွေလုပ်ကိုမလုပ်တာနော်ကျွန်တော်တရားစွဲမယ်ဆိုရင်စွဲလို့ရတယ်ဒါပေမဲ့ဒီနေ့အဲကောင်မင်းသားကြီးဆိုတဲ့ကောင်မင်းလောက်အောင်နော်အောင်ဆန်းဦးပေါ့ဒီကောင်နာမည်ကဒီကောင်ကနာမည်တက်တက်ပြောတာပါနော်ဒါဒီကောင်ကအရင်ဆုံးစတိုက်ခိုက်ခဲ့တာကျွန်တော်ဇောဘုံရင်မင်းသေးနေစီပြီလို့နော်မင်းသေးတော့မယ်လို့ မင်းကမှ MD1 PDF တို့နော်ဘာတို့ညာတို့ပြောတာအပြောပြီးတော့မှအခုဒီမိုးမိုးခိုင်ဆိုတဲ့မိုးမိုးခိုင်ကဘယ်သူနဲ့ပတ်သက်လဲဆိုတာလဲအားလုံးသိကြမှာပါအမျိုးသားရေးသမားတွေအကုန်သိပါလေနော်သူတစ်ချိန်တုန်းကဟိုအမျိုးသားရေးလုပ်ခဲ့တဲ့ပုံရိပ်တွေပေါ့နော်အဲ့ပုံရိပ်တွေ ਨੇ အမျိုးသားရေးသမားတွေကသူ့ကိုတော်တော်လေးကိုအခုဒီနေ့တော်တော်သူ့ကိုယွန်ရှံမုန်းတီးသွားပြီနော်အဲ့တော့ကျတော့ဘယ်သူကြားလဲငားလဲဘယ်သူဖားလဲဆိုတာကတော့အဲ့ဒီတရားရုံးမှာဆုံးဖြတ်ပါလိမ့်မယ်ပေါ့နော် အဲဆုံးပြပါလိမ့်မယ်အမမမတင်းနိုင်မတင်းနိုင်အမဝေရောဝေရောဝူဝဝူဝနဲ့ဖြစ်မှာဖြစ်မှာဖြစ်မှာကျွန်တော်လည်းလာမှာလာချင်းလားနော်အမဇော်ပုံးကြီးကိုဘယ်လိုဝင်းရမလဲဇော်ပုံးကြီးဘက်ကနေဘယ်လိုထောက်ခံမလဲဘယ်လိုအားပေးမလဲဆိုတာကတော့အမအဖြေကိုတခုရှားကြည့်ကြပေါ့လောလောဆယ်အဲ့ဒီတရားရုံးကိုမရောက်ခင်ပေါ့နော်သူမမုတ်ခိုင်ဒီနေ့ကျွန်တော်တရားဆွဲတယ်ဆိုတဲ့ post လေးတခုတင်ထားတယ်အဲ့ဒီ man out သူ post out မှာ man နေတော့ဖက်ပြီးရင်သူလုံခဲ့တဲ့ရက်တွေကကျွန်တော် နာမည်မတက်ဘဲနဲ့အောက်တန်းစားထမင်းကြုံတွေကထွက်လာပြီးတော့အလူခံခွက်ခောက်တဲ့ကောင်လို့ပါလို့သူပြောထားတာပေါ့နော်အဲ့ဒီမှာလည်းမက်နေသွားဖက်နော်အဲ့တော့လူတွေဆိုတာကကျွန်တော်ကြားဘူးတာကတော့ဟိုပေါ့နော်တစ်ချိန်လုံးက NBD နဲ့ဒီဖပြုတ်တို့ဖပြုတ်ဦးဝင်းထိန်တို့ပါအောင်လဲတော်တော်လေးကိုပတ်သက်ခဲ့တယ်လို့ပြောတယ်ချုံမင်းသိန်းလို့ပေါ့နော်ချုံမင်းသိန်းလို့ ਨੇ သူတို့ဒီပတ်သက်ခဲ့တယ်ပြောတယ်အခုကျွန်တော်တက်မတော်ဘာကအဘကကြောကြီးဦးမင်းအောင်လဲအာနာထိန်အာနာထိန်ပြီးတော့မှဂိုင်းပြည်ဟိုကောင်းကောင်းကျိုးကိုလုပ်နေတဲ့အချိန်ကြတော့ အဲအဘကကြောင့်ကြီးရဲ့ပုံလေးကိုနောက်မှတင်ပြီးတော့မှတယောက်ကလည်းအဘကကြောင့်ကြီးရဲ့သားနော်သူကလည်းသူကိုယ်တိုင်သူ့လက်ရေးနဲ့ရေးထားတာငင်းလို့မရဘူးအဖေကသမီးကိုဘယ်လောက်ထိယုံနေလို့ပါလို့အဘကကြောင့်ကြီးသိပါသလားခင်ဗျာကျွန်တော်ကတော့အဲ့ဒါတွေတော့ကျွန်တော်မေးရပါလိမ့်မယ်အဘကကြောင့်ကြီးကိုဒီဟာကအဘကကြောင့်ကြီးရဲ့သားတွေလားသမီးတွေလားဟုတ်လားအဘကကြောင့်ကြီးမှာသားသမီးပဲနေအောင်ရှိလာတယ်နော်ကျွန်တော်သိတာကတော့ဟိုညီလေးအောင်ပြေဆုံးနဲ့ခေတိတမုံပါနော်ညီမလေးနဲ့သူတို့ပဲကျွန်တော်သိတာလေအခုကျမှအဘကကြောင့်ကြီးသားသမီးတွေကဘယ်လူတွေလဲပေါ့ဘယ်ကနေမွေးထားတဲ့လူတွေလဲပေါ့ကျွန်တော်အဲ့ဒါတော့မေးအောင်မယ် သူတို့ကတော့ချစ်ပြီချစ်မိငါကာကွယ်ဦးကြီးချုပ်ရဲ့သားအကြီးကောင်နော်အဲ့ဒါလေးကျွန်တော်ချက်လက်လေးကိုတင်ထားပါတယ်နော်ဒါကကျွန်တော်ကတော့ကာကြိုကြီးပုံမရှိပါဘူးကျွန်တော်နောက်မှာရှိနေတာကျွန်တော်ရဲ့ကျွန်တော်ရဲ့ခင်မပေါ့နော်တယောက်သေးပဲကျွန်တော်ယောက်ကမကာသမီးဆေးရောက်မွေးထားတယ်အဲ့ဆေးရောက်မွေးထားတဲ့အထဲမှာမှာကျွန်တော်ရဲ့ယောက်ကမတိုးတူတောင်းသားပါမွေးထားတဲ့အထဲမှာမှဖွဲရတာဖွဲရတာဘာလဲရလဲဆိုတော့အရှိတိုင်း OS ပညာရက်နဲ့ဖွဲရတာအဲ့ဒီကလေးမှကျွန်တော်ចောင်းထားပြီးခဲ့တာ6တန်းနေတယ်ကွာ သူတို့အဖေမမြင်ဘူးဘူးအဲ့မှာဒီဘွေးရတဲ့ကလေးမလေးသူတို့သားသမီးဆွေရောက်တယ်မှာသူတယောက်ပဲရတယ်အဲ့တူအဲ့ဒီမှာကျွန်တော်ကသူ့အမကသူ့ကိုစူးကြတဲ့ပတ်စံ၁၀သိန်းကိုကျွန်တော်ကကင်ပေးတာနဲ့တက်ပုံပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒါပဲရှိတယ်ကျွန်တော်တို့ကပုံကိုရေးရလဲမဖောက်ဘူးလူမျိုးရေးရလဲတိတ်မတိုက်ခိုင်ဘူးကျွန်တော်ကနိုင်ငံကိုချစ်တဲ့လူမျိုးကိုချစ်တဲ့တပ်မတော်ကိုချစ်တဲ့ကောင်ဖြစ်နေရတော့နော်အဲ့အားလုံးရင်ဆိုင်ကြောက်ပြတ်သွားမယ်အဲ့တော့ဘာမှမပူနဲ့ဘာမှပူစရာမလိုကျွန်တော်ပုံမှန်တိုင်းပဲအေးဆေးပဲဖုံးဆက်တဲ့လူတွေကကျွန်တော်ပြောနေတာနော်အဲ့တောင်တကုန်းစကန် ဟိုစကမ်းမူကြီးတို့ကျွန်တော်အမှုကိုခိုင်းတဲ့ညီလေးတို့ပေါ့နော်ကျွန်တော်မက်ဆေ့လေးပို့ပေးပါကိုကြီးခင်ဗျာတောင်တကုန်ရဲစကမ်းမှာတော့ကိုကြီးအမှုဖွင့်ပါဖွင့်ထားပါလေဘယ်နေ့ဘယ်ရက်အကိုကြီးလာရောက်ရင်ဆိုင်ပြင်ဆင်ပေးပါရန်ညီလေးတို့ကပြောတာပါလို့လားပြောတာပြောတာကိုကန်းနဲ့ကိုလာမှာမောင်းလာမှာကြောက်လာမှာရောက်ချင်နေလားဘယ်နဲ့ခေါ်မလဲစောင့်နေဒီနေ့မှဖုန်းဆက်မလားဆိုပြီးတော့ဒါပေမဲ့ဒီနေ့ကတော့နည်းနည်းအရှိရောက်တော့ line လွတ်သွားရောရှိတယ်နော်အဓိကတော့ဖုန်းမကန်လို့ရှိရင်တော့ message တွေတစ်ချက်ပို့ပေးပါလို့အဲ့လိုတွေတော့ပြောချင်ဘူး။ဟုတ်ကဲ့။ Hello go โอเคဟုတ်ကဲ့ဟုတ်ကဲ့ကိုဟုတ်ဟုတ်ကဲ့ပါကိုဟုတ်ဟုတ်ပြောလိုက်မယ်နော်လိုက်လို့နေတယ်ကိုဟုတ်ဟုတ်ရတယ်ကိုဟုတ်ဒီမှာကျွန်တော်အမှုလိုက်မယ်တဲ့ဒီအမှုကိုကျွန်တော်ဘက်ကကျွန်တော်ရဲ့အမှုကိုလိုက်မယ်ရှင်းပြီအခုဖုံးဆက်တာပါအာလိုက်လို့နေဆိုတော့ okay sorry ပါကိုတဲ့ကျွန်တော်အမှုလိုက်မယ်လို့ရှင်းနေရတာရှင်းတာ ဘယ်ဟာလာဟောနော်ကျွန်တော်ဘာမှပြောပါဘူးကျွန်တော်ဥပဒေရဲ့အရေးကောင်မှာပဲနေတဲ့ကောင်မှာဥပဒေရဲ့ဘောင်ကိုကျော်သွားတဲ့အလုပ်တွေကျွန်တော်မလုပ်ပါဘူးနော်အဲ့တော့ကျွန်တော်ရဲ့အမှုကိုလိုင်းမဲ့ရှင်းနေရအခုချက်ချင်းဖုံးဆက်လာပါတယ်နောက်တရားသူကြီးကလည်းဒီမှာသူတို့နဲ့ဆက်သွယ်ရဒီမှာမက်ဆေ့တွေပို့နေတာကိုစောဝင်းကိုစောဝင်းဆိုလိုတော့လေလိုက်ရတာတန်တယ်တဲ့ဒီမှာဟမ်ဟမ်ရန်ကုန်တိုင်းမှာလေဘာညာနဲ့ဥပဒေရရုပ်ကဲကျွန်တော်ဘုံဘဝတည်တယ်မကင်လို့တဲ့တကူပြောဆိုဒီမှာဥပဒေရရှိတယ်ရောတရားဒီမှာလိုင်းအမှုလိုင်းမဲ့ရှင်းနေတယ်ရောအများကြီးဒီမှာမက်ဆေ့တွေပို့ကုန်ပြီ နော်သူတို့လုတ်ပေးပြရစီသူတို့လုတ်ပေးပြရစီတဲ့ကိုစော်ဝင်းရင်ဆိုရင်လုတ်ပေးခြင်းလို့လို့ပါတယ်ကိုစော်ဝင်းရင်အခုဆိုရင်လိုက်ပေးခြင်းလို့လို့ပါဗျာတဲ့ဒီအခုကိုကျွန်တော်ကိုယ်တိုင်လိုက်မယ်ဗျာတဲ့ကဲဘိုးရလှတာပါဗျာနော်နော်အဲကျွန်တော်တို့ဒီဘက်မှာတော့ရှိပြီးသားပါနော်ကျွန်တော်ကကျွန်တော်ကရိုးရိုးချင်းချင်းပြုံးဝင်လေးနေတတ်တယ်လူသားတယောက်ပါဗျာကျွန်တော်ကနော်မင်းသားကြီးကိုလည်းကျွန်တော်မတိုက်ခိုက်ခဲ့ပါဘူးနော်ဘာမှမပြောခဲ့ဘူးမင်းသားကြီးနဲ့ကျွန်တော်လည်းတီးလဲမသိဘူးခင်းလဲမသိဘူးမိုးမိုးခိုင် ပူရောင်ဝေးသေးတယ်မိဘသားတွေလည်းကျွန်တော်သိဆက်တယ်မလို့ကျွန်တော်မိဘသားတွေကမှဒီဘက်အတိုင်းပြည်ကိုချစ်တဲ့လူတွေဆိုတော့ကျွန်တော်တို့အဲဒီလိုဟိုတွိုင်းလာရင်းနဲ့ခင်ခဲ့ရတာကဟိုမှာအဲဒဇင်ဦးပေါ့နော်အရင်ဆုံးကမြန်မာလေးဒဇင်ဦးပေါ့ဒဇင်ဦးကပြုံးလို့တက်နေမှာကျွန်တော်တို့ဒီ23တီဘော23လို့အဲ900 300 900 4လို့အဲအဲ့မှာကျွန်တော်တို့တိုက်ပွဲတွေဖြစ်တော့စစ်သေးဆောင်တွေလာတော့ဒဇင်ဦးကလည်းကိုကြီးတဲ့မြန်မာလေးအဲတက်နေမှာတဲ့ တက်နေပဲမှာပေါ့နော်ဟိုစပေးချောင်းလေးဟိုကျွန်တော်တို့တက်တက်ကဟိုဟာရှိတယ်ဆိုတော့ကိုကြီးတက်ပေါင်းလူအောင်လားတဲ့မောင်နှမနေရောက်တဲ့အေးညီမလေးတူမယ်လေလို့ညီမလေးပါလိရှိတော့လို့ကိုကြီးမှဆိုင်ရေးတလောက်တလောက်ရှိတယ်အဲဒီကဆိုင်ရေးဘယ်လောက်လဲ29ရေးလား29ရေးဆိုင်29ရေးနဲ့30ချားပေါ့ ရှိတယ်ကျွန်တော်စီးလေးရှိတယ်เนาะကျွန်တော်ခရမ်းချီဒီကျွန်တော်ဈေးရနေဝယ်အဲလူမဲတစင်ကလည်းသူကငွေကြီးလေးပေါ့သူကကျွန်တော်ငွေပေါ့အဝေးရလာတော့ခုံတော့မပါငွေလေးတွေနဲ့အဲ့လိုဆောင်လေးတွေတပတ်ကလေးတွေဖနက်ကလေးတွေပေါ့သူကလည်းအဲ့နဲ့မောင်နှမနဲ့ကျွန်တော်တို့ပေါင်းလူတယ်တစင်ကလည်းကျွန်တော်လည်းပထမဦးဆုံးတင်ဆုံးတယ်အဲနောက်တစ်ချိန်မှာတစင်ကလည်းပဲကျွန်တော်တို့ဒီဟိုမှာဒီရေကောင်းပိမ့်မယ်ပေါ့နော်ဒီရေကောင်းပိမ့်မယ်မှာတစင်ကနဲ့ဆုံးတယ်အဲဆုံးတော့တယောက်စိတ်ထားရင်တယောက်ကရင်းနေနေတိလာရတယ်အဲနောက်တစ်ခုကမာပုတုမိမိမသားလေးမှာဆိုမာပုတုပေါ့နော်မာပုတုနဲ့ အဲနောက်တော့စနိုက်ပါစုစနိုက်ပါစုဆိုတာ prime media ညီမလေးပေါ့နော်အညီမလေးနဲ့ကသူရဲကောင်းပိတ်မှန်ပါပဲတခါဆုံးနေအရင်လာတာကျွန်တော်သူ့စနိုက်ပါစုတော့မတင်ဘူးအပြင်မှာတော်တော်လှတာအဲ့ကလေးမှနော်အဲ့ကလေးမှသူ့ယောက်ျားရှိလားမရှိလားကျွန်တော်လည်းမသိဘူးနော်အားရတယ်မမေးမေးကြည့်ကျွန်တော်တိမသိဘူးပေါ့နော်တော်တော်တော်လှတယ်သူဝစားရတဲ့အဝစားတွေပြောင်းရောင်းနေပြီးတော့တန့်ပြနေတဲ့စနိုက်ပါစုပါပေါ့နော်တော်တော်ကိုတတ်တည့်ရဲ့ရှိတဲ့အမျိုးသမီးစနိုက်ပါစုနောက်ကအခုတော့သူဒုံလပတ်ရဟန်းခနဲ့ချိန်မှာကျွန်တော်တို့ဟိုအောင်းအောင်းပေါ့နော်အောင်းအောင်းကအဲ့မှာမဟုတ်ဘူးကျွန်တော်ညီမလေးပုတ္တမလေး ဖုန်းထဲတွေရောဆက်သွယ်ရေးရှိရပေါ့နော်အမေမသားဆိုတော့ကျွန်တော်အဲဒီ၃ယောက်ပေါ့တခြားပါတီပြီးတော့ပါတီကအမျိုးသမီးတွေပါရပါလာတော့တွေ့တယ်အဲပြောကြဆိုကြရင်းနေပေါ့နော်ကျွန်တော်ကဒီလိုမျိုးပါပဲကျွန်တော်ကိုယ်ကမှကျွန်တော်ဘူးမှမတိုက်ခိုက်ခဲ့ပါဘူးနော်နော်မင်းသားကြီးလည်းမတိုက်ခိုက်ဘူးမမို့ကန်လည်းမတိုက်ခိုက်ဘူးဒဇင်ဦးပရိုင်းမီဒီယာညီမလေးအခုကွာဘူးဒူလေးဘူးဒူမလေးတို့နော်ကျွန်တော်တို့ရေတော်တယ်ပေါက်စရာတော့နော်အများကြီးအများကြီးရှိမယ်ထင်တယ်နော်အမှုကြုံလို့နော်တရင်နေဌာနကြီးပါကျွန်တော်ဘူးမှမတိုက်ခိုက်ခဲ့ပါဘူးဗျနော် ကျွန်တော်ဘယ်တော့မှမတိုက်ခဲ့ဘူးကျွန်တော်တိုက်ခဲ့တာကတော့တစ်ချက်တစ်ချက်ပြန်ပြန်ပြီးတော့ပြောတဲ့ချင်းချင်းကျွန်တော်ပြောထားလိုက်အဲကျွန်တော်အဲ့ချင်းတော့ရှိတယ်အဲ့ချင်းကတော့ကျွန်တော်ရှိတယ်နော်အခုကလည်းဘယ်လမဲကြီးဒီဟာကျွန်တော်လှုပ်လဲတော့မသိဘူးနော်ဖေးသီးတွေကပါလာတော့မသိဘူးနော်အရင်တော့ကျွန်တော်ကြားတာကတော့ဒီဒီပြုတ်ပြဲဥဝင်ထိန်လို့ပါလို့ပေါ့နော်ဒီ NLD ပါတီကဥဝင်ထိန်လို့ပါအောင်လည်းပတ်သက်တယ်လို့ပြောတာပဲပေါ့ဒါရယ်လဲကျွန်တော်လည်းကျွန်တော်ကကြားတာပဲပြောတာပါကျွန်တော်တိုက်ရိုက်ဆွဆွဲတာမဟုတ်ပါဘူးကောနော်ကြားတယ်ပေါ့နိုင်ငံရေးစားဖားတွေပေါ့နိုင်ငံရေးလှုပ်ရှားတာပေါ့ဒီအပအကာကြောကြီးဥမေအောင်လိုင်းရဲ့ပုံတွေကိုအသုံးပြုတာလို့ ။အဘကကြောက်ကြီးတို့ဦးမေအောင်လှိုင်တို့နဲ့ဘလို့ရင်းနေတာတို့။အာငါကတော့အဘကကြောက်ကြီးရဲ့သားပါတို့။တမတော်ကကွယ်ဦးစီးရဲ့သားအကြီးကောင်ပါတို့ဆိုပြီးတော့မှအောက်မှာတော်တော်လှုပ်ရှားနေရကြီးရှိတာပေါ့နော်။ရှိရင်အခုဒါရကျွန်တော်ပြောလဲသိပါတယ်ကျွန်တော်မပြောပါဘူးသူများတို့နော်ကိုလန်းကိုရှားကြတာပေါ့။အခုတရားဆွဲပြီးပြီမလား။ဆွဲပါ။အဲ့ဒီဟာကချောချောကာကြီးဆိုတာကအပိုက်1 2 3 4မှာပါတယ်ပေါ့နော်4မှာနော်ဘယ်လိုလဲဆိုရင်သူ့ကိုကျွန်တော်ဆဲတယ်ဆိုတော့သူ့ကိုကျွန်တော်မဆဲပါဘူးသူ့နာမည်တက်ပြီးကျွန်တော်မဆဲပါဘူးကျွန်တော်တရားဆွဲမဲ့လူပဲလို့ကျွန်တော်ပြောခဲ့တာ အဲသူလည်းပြောခဲ့တာပဲကျွန်မဘယ်နေ့ဘယ်နေ့မှတရားစွဲပါမယ်လို့သူလည်းပြောခဲ့တာပဲလေသူတို့အရင်စပြောတာကျွန်တော်ဘာမှပြောမှာမဟုတ်ကျွန်တော်တရားစွဲမယ်ဆိုတာတရားစွဲမယ်လို့ကျွန်တော်ပြောတာနည်းနည်းတမ်းပြောဦးလေဒါအရှင်းရှင်းလေးပဲဟုတ်လားသူတရားစွဲတော့ तू ကမုံမုတ်ကန်တရားစွဲတယ်ဆိုတော့ तू ကကျွန်တော်ကိုအောက်တန်းစားကလီကဝဟမ်ခွက်ခေါအလူခံဟာဦးဇာဟာ तू तू အပြိုင်ကိုရှင်းတယ်မဟုတ်အဲဒီစားရတော့ဟုတ်လားတရားရောကမြန်မြန်လေးခေါ်ပါလို့ကျွန်တော်ဆုတောင်းနေရပါဗျာနော်တရားရောကမဟုတ်ပါဘူးတောင်းတပုံပေါ့နော်အဲလုံတုံရရောရှိတယ်တကယ်အတက်အကျရတစ်ခုခုဖြစ်သွားရင်သူတို့ကဖျဲသေးတယ်ပဲ ျွန်တော်တောင်းတကုန်တရားရဲခဲနဲ့တရားရုံးမှာတရားလာရင်ဆိုင်တဲ့အချိန်မှာကျွန်တော်အသက်အနေနဲ့တခုခုဖြစ်တာနဲ့တို့ကဖြေးပြီးပဲနော်တို့ကျွန်တော်ကိုကျွန်တော်ကတိုင်းချစ်ပြည်ချင်းနိုင်ငံချစ်လူတက်မတော်ကိုချစ်တဲ့ကောင်တက်မတော်ကိုကျွန်တော်တက်နိုင်တဲ့ဘက်ကအုတ်တချက်သေးတဲ့ဘုံနဲ့ပါဝင်ကူညီပြီးတော့မြေရင်မှာလက်တွေ့တာဝန်ထမ်းဆောင်နေတဲ့ကောင်ကိုတာဝန်ကိုယူပြီးတော့တာဝန်ထမ်းဆောင်နေတဲ့ကောင်ကိုတရားရုံးကိုရောက်အောင် ခေါ်ပြီးတော့မှကျွန်တော်အဲ့ဒီတရားရုံးကိုလာတဲ့အချိန်ကျွန်တော်တခုခုဖြေးရင်အဲ့ကောင်ကိုအကုန်ဖြေးပြီးပြီအခုကိုဒီကောင်ကဖြေးသေးတယ်ဖြစ်ဖို့များတယ်နော်ကျွန်တော် PDL လို့ပြောတယ်နော် ်ပြောပြောပြောပြနေစေကျွန်တော်ဘာမှမဖြစ်ဘူးနော်တရားမစွဲဘူးခင်ဗျားတို့တော့တရားမစွဲဘူးကျွန်တော်ကနော်ကိုလိုကိုလိုမှာခင်ဗျားတို့စွဲတော်ဝဲရင်ဆိုင်ပြင်ရှင်းမဲ့ကောနော်ဘယ်ကောင်ကဘာလဲဆိုတော့အဲ့မှာစွဲလဲလို့လို့ပြီးရင်တော့ခင်ဗျားတို့ဘာလေးလောက်တာလဲဘယ်လိုလုပ်လဲခင်ဗျားတို့ဖရဲသီးတွေဖြစ်ဖို့များတာပါဗျာနော်ခင်ဗျားတို့ကတမတော်နဲ့နိုင်ငံနဲ့တိုင်းပြည်လူမျိုးကိုကောင်းစားနေခြင်းလို့ပြောတဲ့လူတယောက်ကိုတရားစွဲတယ်ဆိုတဲ့ကောခင်ဗျားတို့ကဘာကြီးလဲပေါ့နော်ဘာကြီးလဲပေါ့အဲ့မှာတွေ့ကြမှာပေါ့ နော်အဲ့မှာလူလူတွေလည်းမှလာကြပါပဲနော်ဘယ်သူမှမရဘူးမှန်တယ်ဆိုတော့အဲ့မှာအကုန်လုံးဖြည့်ပေးလိုက်ပြီလောလောဆယ်ခဏတော့တင်နေပို့ဆဲအောက်ကမန့်နေဝင်ဖက်လိုက်နော်အဲ့လူတိုင်းသိတယ်အဲ့တော့ဖေးသေးသေးနော်ဖေးသေးသေးဖြစ်ဖို့များတယ်ကျွန်တော်ကို PDF ပါလို့ပြောတယ်နော် PDF ပါလို့ပြောတယ်ကျွန်တော်ကတက်မတော်အတိုင်းဝိုင်းထဲမှာနော်အရန်ကိုဝင်ဆက်နေတဲ့လူတယောက်ဒါပေမဲ့ကျွန်တော်အခွင့်အရေးမယူဘူးအဲ့တော့တို့ကတို့လိုမျိုးအခွင့်အရေးယူမယ်တင်ပြီးတော့ကျွန်တော်ကိုကြောက်ပြီးတော့တရားစွဲကြတာနေမှာ နော်ကျွန်တော်ဘယ်တော့မှမယူကျွန်တော်ယူထားတဲ့မြေကွက်ပြင်းဦးလေးမှာမြေကွက်တစ်ကွက်ရှိလက်ကျိုးလာထိုးပြလိုက်နော်အဲ့တော့ကျတော့ကိုရှူတော့ကိုပက်မယ်ပေါ့နော်နိုင်အောင်လို့ရှင်းဒီပွဲကလွယ်လွယ်နဲ့ပြီးသွားမယ်ပွဲတော့မဟုတ်ဘူးနော်ငွေနဲ့လိုက်လို့ရတဲ့ခင်မဟုတ်ဘူးကျွန်တော်ကရှေ့နေငွေနဲ့ငားတရားမလို့တော့ဘုံမှာအခုချက်ချင်းပြောနေပြီဒီအမှုကိုကိုယ်တိုင်လိုက်မယ်တဲ့ကျွန်တော်ရှေ့နေကိုငွေပြီးမငားဘူးကျွန်တော်ရဲ့အမှုကိုလည်းမဟုတ်တာဘတူးမှလုပ်လို့မရဘူးရှင်းတာရှင်း အမှန်တရားကိုပေါ်ထုတ်နိုင်အောင်ခေါ်တော့ရအောင်ရှင်းဟုတ်ပြီလားနော်ပြောချင်တာဟဲ့ဒီပေါ်ရလုံးဝမြန်မာနိုင်ငံမှာအမှန်တရားရပွဲပဲကိုပြည့်ကိုခံတယ်ကျွန်တော်ကပြည့်ကျွန်တော်တရားခံတော့ခဏတော့တရားလို့တရားလို့ကနိုင်သွားပြီဟဲ့ဆိုရင်တော့ကိုเจ้าကိုတွေးနော်တရားလို့ကနိုင်သွားပြီဟဲ့ဆိုရင်တော့ကိုเจ้าကိုကိုတွေးလိုင်းပေါ်မှာဆဲရုံလောက်နဲ့အဲ့လိုပြောရုံလောက်နဲ့66ကာကြီးနဲ့ဆွဲမယ်ဆိုရင် တက်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့နိုင်ငံတော်နားဆက်ကဝန်ကြီးချုပ်နဲ့တက်မတော်ဘက်ကအာပေးဝန်ရထောက်ခံတဲ့လူတွေကိုဆဲနေတဲ့လူတွေအများကြီးရှိတယ်မြန်မာပြည်မှာဒါပေမဲ့ကျွန်တော်မဆဲရုံနဲ့ပဲတက်ပြီးတော့အဲ့တော့ကိုမကိုလာဖင်ပြီးတယ်ကျွန်တော်လည်းဆွဲပါတယ်ဘယ်နည်းဆွဲမလဲဖြစ်ပေါင်းနေကျွန်တော်ဒီနေ့ရလိုက်တဲ့မွေးနေ့လက်ဆောင်ကကျွန်တော်တို့အကြီးမားဆုံးပဲကျွန်တော်ရဲ့အကြီးမားဆုံးအောင်မြင်မှုပဲ၈ရက်၅လအခု2025ကကျွန်တော်ရဲ့အကြီးမားဆုံးအောင်မြင်မှုလို့ပဲကျွန်တော်ခံယူထားတာနော် အဲ့ဒီတရားဆွဲလိုက်တာကျွန်တော်ရဲ့အကြီးမားဆုံးသောကျွန်တော်ရဲ့အောင်ပွဲပဲမွေးတဲ့လက်ဆောင်ပဲနော်ရှင်းနိုင်လို့ရှင်းသွားလို့ရှိရင်ကျွန်တော်ဒီနိုင်ငံနဲ့လူမျိုးပေါ်မှာဘယ်လိုတရားတရားစိတ်နဲ့ဘယ်လိုစေတနာတရားနဲ့ကျွန်တော်ရက်တည်ခဲ့တယ်ဆိုတာကိုအတိုင်းပြီးတော့တည်သွားရမယ်နေ့ပဲတောင်းတကုံရေစံကနေပြီးတော့မှကျွန်တော်ကိုအမှုစစ်မဲ့အမှုရာရှိနဲ့စကမ်းမှုရဲ့ဘုံကိုအချိန်နဲ့တပြင်းကြီးစောင့်နေပါလေခင်ဗျဘုံဆက်တဲ့အချိန်မှာမကင်မိလို့ရှိရင်မက်ဆေ့ပို့ထားပါခင်ဗျ ကျွန်တော်ကိုဝင်းရံနေတဲ့လူတွေအားလုံးကလည်းရန်ကုန်မှာအဆင်သင့်ဖြစ်နေပါပြီနော်အဲ့တော့လို့ပေါ့အဲ့တော့ကျွန်တော်မြေကောင်မတော်မအားလုံးကျွန်တော်ဒီနေ့ကတော့တရင်အားဖြင့်ကတော့ကျွန်တော်မပြောနိုင်တဲ့ကျွန်တော်ရဲ့မွေးလေးဖြစ်တယ်ကျွန်တော်ကဒီနေ့ကမန္တလေးကြာရင်ကောင်းမှုကုသိုလ်လေးပေါ့နော်ကျွန်တော်လှုပ်တာကျွန်တော်အမှန်မှန်ကျွန်တော်တရားလေးခိုင်ခြင်းလားတရားလေးခိုင်ပြီးတော့မှပေါ့နော်ဟိုတရားခိုင်ရတဲ့အကျိုးကျေးဇူးလေးကိုကျွန်တော်ကခံစားမယ်ဆိုပြီးတော့နေလိုက်တာနေလိုက်တော့ဒီကိစ္စကြီးကဖြစ်လာတော့ကျွန်တော်ကဟိုအလူလေးရင်သွားလိုက်မယ်အလူလေးလူပြီးရင်ကျွန်တော်ပထမပစိုးနဲ့ဟိုအင်းကြီးအဖြူလေးဝစ်ပြီးတော့ဒီမွေးနေ့လေးမှာပေါ့နော်ကျွန်တော် ပဲသွားမလို့အော်ဒါမဲ့ဒီဒီကိစ္စကြီးကအခုတူကြီးပါလားပေါ့နော်ဒါဒါမွေးနေ့မွေးနေ့မှာရောက်တဲ့နေ့မှာမှဒါမျိုးကြီးလှုပ်လာရဲဆိုတော့အာထူးတော့ပါပေါ့ပုံပန်နာမည်လေးပေါ့ပေါ့ဒီတိုင်းဒီ style လေးပေါ့ freestyle ကြီးပဲလှ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 နေလိုက်ပါမယ်ပေါ့ကျွန်တော်နေပြီးတော့ကျွန်တော်သွားတယ်သွားတော့ကျွန်တော်လည်းတော့တကယ်ချင်းနေလည်းရောက်နေတော့ကျွန်တော်သွားကျွန်တော်ပြီးတော့ကျွန်တော်လူရတဲ့နေရာလေးတခုကျွန်တော်ကဘာလို့မှမပြောဘူးအဲအဲကျွန်တော်မွေးနေ့မို့လို့မွေးနေ့မို့လို့ကျွန်တော်လူလိုက်တယ်အဲ့မှာ map နေမှာရှိပါလေဖတ်ကြည့်လိုက်သူသူ post မှာရှိတယ်ကိုဇော်ဝေါ်ကြီးကဘယ်ထိလာလူတယ်ဘယ်လိုလုပ်တယ်ရှင်းတဲ့လူတွေကိုဘယ်လိုလာလူပေးရဲဆိုတာအဲ့ဒီမုံမုတ်ကန်ရဲ့ဒီနေ့တင်ထားတဲ့ post မှာစစ်သားလေးတယောက်မှတ်ထားတယ်နော် မှတ်ထားပါတယ်သူတို့သိပါတယ်ဘောနော်အဲ့တော့ဟိုကျွန်တော်ရဲ့အောင်မြင်မှုပေါ့ဒီနေ့ရှင်းငါလာဘောနော်အကျွန်တော်ဖေရလဲကျွန်တော်လမ်းမေးတယ်ဘောနော်ကျွန်တော်ဖေရလဲတောင်တော်ကကွေးဦးစီးကျုံနေနော်ဆရာတစ်ဖက်ဆရာတစ်ဖက်ဆိုတော့ကျွန်တော်ဖေရစစ်တပ်ပူရင်းတာပေါ့နော်ဦးမေအောင်လာစစ်တပ်နုနုလေးပေါ်မှာအဲရှမ်းပြည်မှာရောက်လာတဲ့အချိန်မှာကျွန်တော်ဖေရအဲ့အချိန်မှာဝါလောက်ဖြစ်နေပြီချင်းတက်ကြက်လောက်လာမှတည်ဖြစ်နေနော်အဲ့တော့ရောက်တော့ကျွန်တော်ဖေရ1982ခုနှစ်ဝင်လာတော့ဘောနော်ဦးမေအောင်လာလို့အတင်းနှင်းပြီးတော့ရောက်လာတဲ့အချိန်ပေါ့နော်သူ့ဘွားရောက်လာတဲ့အချိန်မှာအဲတိုက်ပူကြီးအဲရှမ်းတဲ့မှာနေသွားတာကိုနေသွားတော့ အဲကျွန်တော်ဖေကတော့နှမ့်မိတာပေါ့မင်းဟိုမိုးမိုးခိုင်ဆိုတဲ့မိမတရားဆွဲနေတယ်တဲ့အဲသူကတော့ပြောတာပေါ့ငါဘာလုတ်ပြရမလဲပါအဖေဘာလို့လို့လဲအဖေလုတ်စရာလို့လို့လားလို့အင်းစင်နားသမ်းပါလို့အဖေသားပါလို့အသက်၄၀နာနေပြည့်တော်ပြီအဲ့လောက်မညံ့ပါဘူးလို့ပြပါကွာဟိုအစသာရတော့တတိထားပေါ့တဲ့ဒီလိုပဲမလို့တဲ့လူတွေတော့တိုက်ခိုက်တာပြူတာပေါ့တဲ့လိုရတဲ့ဆိုရင်တော့ပြောပေါ့ဘာညာဆိုတော့အဖေလို့ ဒါကဘုရုကညီမယူမှာမဟုတ်ပါဘူးလို့ဒါပေမဲ့ဒါမှအကိုကြီးတယောက်လို့ရှိတယ်နေပြီးတော့အကိုကြီးတယောက်ကိုပဲကိုကြီးညီလေးပါဆက်လို့ရမလဲလို့ပဲမေးတယ်အေးမင်းဒါတွေလုတ်တင်လုတ်တဲ့ဒါတွေလုတ်တာဒါတွေဒီလိုမျိုးကျွန်တဲ့ကိစ္စတွေစိတ်မပူနဲ့အေးဆန်းဆန်းပဲနေဆိုရတယ်ကျွန်တော်အေးဆန်းဆန်းမှာပဲဖေးလို့အေးစိနေပါလို့တဲကြာလာဖာလာငါလာဝါလာဘယ်လိုပါပါလဲပေါ့တိကြပါပေါ့နော်တမိုင်းဆိုတာကနာမည်ပြည့်ရှိတဲ့လူတွေကကြာရှုံးသမဲပါဟုတ်လားတမိုင်းဆိုတာကနာမည်ပြည့်ရှိတဲ့လူတွေကကြာရှုံးသမဲပါဗျာနော်နော်နာမည်ပြည့်ရှိတဲ့လူတွေကကြာရှုံးသမဲပါနော်ကျွန်တော်ကမှနာမည်ပြည့်မရှိဘူး public area မှာနေတာ နာမည်ပဲရှိတော့ကတော့ကျွန်တော်တိုက်ဆိုင်မယ်လို့အများကြီးပဲနော်ကျွန်တော်ဒီကြောက်လို့တော့အတက်မလို့ပဲယူသားတယ်အဲ့ဒီလိုမျိုးဖြစ်တယ်တက်လို့သားပြီးသားစုတွေပေါ်နေအပေါ်တွေမှာကိုညီကိုမောင်နှမသားချင်းလို့နော်ဖလက်တကင်းနေတယ်သူကသူဂျိုင်းနဲ့နန်းနဲ့ဘာနန်းနဲ့စစ်သားတွေ့တာနဲ့ဆုပ်ပြတ်တတ်နေပြီပြည့်ဖက်တာအဲ့လိုကောအဲ့လိုကောနော်ရေပြုံးနေရေတွေမေ့ကြည့်လိုက်သဘောကြီးနဲ့မလို့နေလဲလို့အေးစေအဲ့တော့ပွဲတော့လှအောင်နော်မြန်မြန်လေးကျွန်တော်ဖုံးဆက်မဲ့ရပဲကျွန်တော်စောင့်ပါလေပေါ့နော်ပြီးရင်တော့လူစုံတစ်ခုလို့ပြောလိုက်မယ်အလဲကြရင်တော့ မနှွင့်ချစတဲ့ပေါ့ကျွန်တော်ဒီပွဲကိုကျွန်တော်ကတာမဟုတ်ဘူးခင်ဗျားတို့စိုင်းတီးလို့ကျွန်တော်လိုက်ကပေးတာနော်ခင်ဗျားတို့စိုင်းတီးလို့ကျွန်တော်ကပေးတာခင်ဗျားတို့ဘယ်လောက်ထိတီးနိုင်မလဲကျွန်တော်ဘယ်လောက်ထိကနိုင်မလဲဆိုတာကကိုယ့်အကိုစဉ်းစားပေါ့ခင်ဗျားတို့ထောင်ကြမှာမကြောက်ဘူးကျွန်တော်လည်းထောင်ကြမှာမကြောက်ဘူးထောင်ကထောင်ပဲနော်ဒါပေမဲ့ကျွန်တော်ကထောင်ကြစရာအကြောင်းတော့မရှိဘူးဟုတ်ပြီလား ထောင်ကြစရာအကြောင်းမရှိဘူးအဲ့အမှုလောက်ကထောင်မကြဘူးဗျနော်နိုင်ငံတော်ပုံကဏ္ဍမဟုတ်လက်သုံးချောင်းထောင်တာမဟုတ်ဘူး PDF ထောက်ဖို့မဟုတ်ဘူးနော်ကျန်တာ ਈ ဆိုပြောမနေနဲ့နော်ကျမတို့အာကျမနာမည်ပါရဆဲပါရပါညနာမည်တက်ပြီးတော့တလုံးမှမဆဲခဲ့ဘူးနော်ကျွန်တော်ထင်ပါတယ်အဲ့ဟိုအမှုဖွင့်ခံရတဲ့လူကလည်းဖီးအားတခုတော့ရှိမှာပေါ့အဲအမှုဖွင့်တာသူတို့စိတ်တော့ကျန်တာရောတပတ်လောက်တော့သူတို့ရေးရမှာပေါ့ရေးပြီးတော့မှအာမဖွင့်တဲ့လူပြောရင်လည်းအဲ့ဒီရေးရတိုက်ပတ်အောင်ပါအဲ့တော့မထူးတော့ဘူးကွာတပတ်ကကူစုံဖို့ရေး ။ဒီဘက်ကသူတို့ကချမှားဆိုပြီးဝင်လဲဖွင့်ခံလိုက်တာတွေ့သန်းတော့ဘိုးရအိမ်မှာလှပါပဲ။တွေ့သန်းဆိုတော့တွေ့ခံလိုက်တဲ့ပုံစံပဲ။နောက်ဆုံးတော့ရဲကိုယ်တိုင်ကြည့်ကိုသောဘုန်းကြီးပဲနိုင်သွားမှာဒီဘိုးရ။ကိုသောဘုန်းကြီးကနိုင်ကိုနိုင်မှာဆိုတာအဲရဲကိုယ်ကကိုယ်တိုင်ကိုသိတယ်။အခုလောက်ကိုသိနေပြရဲတွေကသိနေပြီ။သူကကြည့်တာနဲ့သိတယ်လေ။သူတို့ကသူတို့ဘဒူပိုင်ဘဒူပိုင်လို့ဆိုတော့ဖျားပေးပြီးတော့အဖွင့်ပါကြတာပြောတာ။အဲ့ပြရပါနာကိုတော်ဘုန်းကြီးအခုကအကုန်လုံးကတည်နေပြီတိုင်းနိုင်ငံလုံးကအာဘာဘာသာလုံးကအကုန်လုံးကရောက်နေပြီအဲ့အမရင်းကလည်းတမင်တက်တက်ကို ဟိုဘုရားတက်ကွေးကိုထောက်ထိုးနေနိုင်ပုံရတယ်။ဟာဒီဘွဲကတလောင်းနဲ့တော့ဘာမှဖြစ်တာမဟုတ်ဘူးတရားသူကြီးကစသိပါလေနောက်ဆုံးတရားသူကြီးကြိုက်တဲ့တရားသူကြီးသွားမိဒီရမှုကဘလို့မှမဖြစ်နိုင်ဘူးဆိုတာသိပြီလား။ဟာဒီဥစ္စာမှာသဘောကြီးဆက်ရလေဘာမှမရှိဘူးကျွန်တော်လည်းမပြောင်းဘူးကျွန်တော်ဒီအကောင့်ကကျွန်တော်ပေးမှာဟိုရေစကောင်းအဲ့ရမှာဒီဘုံလေးနော်ကျွန်တော်အကောင့်အတိတ်မနေ့ပြန်ကျွန်တော်ဟို iPhone တွေကတော့ကျွန်တော်မပေးဘူးကျွန်တော်ကဖုန်းတွေရှိတယ်ဆို iPhone တွေကအကုန်ထည့်ထားတာကျွန်တော်အဲ့ဒီဖုန်းတွေကိုတနေ့ရက်ချင်းစီပို့မှာကျွန်တော်အဲ့ဒီဒါလေး ။ဘာတောင်းတကုံဟုတ်လားတောင်းတကုံစခန်းကိုကျွန်တော်ရောက်တာနဲ့ကျွန်တော်ရဲ့ဖုန်းတွေအကုန်လုံးအကုန်ပို့ထားလိုက်။ဘာလို့လဲဒီလား။ကျွန်တော်ဖုန်းကိုလောက်ကြလို့မရအောင်လို့ကျွန်တော်အက်လိုက်ပါလေ။အက်တဲ့အချိန်မှာဘာမှမသိဘူး။ကျွန်တော်အကုန်ပွားပြီးပို့မှာ။တထရာရဲပို့မှာ။နော်။ပို့မှာကျွန်တော်အကုန်လုံးပို့ပြီးရင်ကျွန်တော်နားအေးသွားပြီ။အမှစစ်တဲ့ကောင်ဒီတရာစစ်တရာဆိုတော့အေးဟုတ်တယ်။ဒါမျိုးဟုတ်တယ်။အားလုံးဒါနဲ့ဒါကြီးအကုန်လုံးတူတူပဲ။ပြီးပြီ။ကျွန်တော်ဒီမှာလေးအဲတောင်တော့ရဲစခန်းအမှုဖွင့်လိုက်တာလေ။ तू ကသူတို့ကလည်းရဲရဲပြီးရအောင်ဗျ။အာဒီဘက်ကကိုယ်တော်ဝင်မနာဘူး။ဒီဘက်ကတစ်ဘက်က နည်းနည်းဟိုအချစ်ဟိုလေးအကြောင်းတရားလေးနဲ့လာလို့တယ်ဆိုတော့မခွင့်ပေးဘူးဆိုတော့လည်းမကောင်းဘူးလေမကောင်းတော့ခွင့်ပေးလိုက်ရတဲ့အနေနဲ့ရှိမှာပေါ့ဒါဒီဒါဒီသူတို့ဒီမှလည်းမသိပါဘူးဟဲ့ခွင့်ချသောကိုတော်ဘုန်းကြီးနဲ့ချပြီးဆိုတော့အဲကိုကလုပ်ခဲ့ပြီးပြီပဲဗျာနော်ကိုလည်းကြာရင်တော့မနှွက်ကြစရာပေါ့နော်ကိုလည်းကြာရင်တော့ဒါရီလည်းမဟုတ်ဘူးနော်အဲ့တော့ကိုကကိုချတာတရားတရားခွင်မှာရင်ဆိုင်မှုအသိဉာဏ်နော်တရားခွင်မှာရင်ဆိုင်မှုလားအသိဉာဏ်ကျွန်တော်အဲ့တရားရုံးကိုအမြန်ကိုလျှောက်ချင်နေတယ် အဲ့ဒီတောင်တကုံရဲစခန်းကကျွန်တော်အခုရရင်အခုဆက်သွယ်ခဲ့ပါဗျာအခုဆက်သွယ်ရင်မနဲ့အခုညာရင်းချင်းကားမောင်းထွက်လာမယ်နော်ရဲစခန်းကကျွန်တော်အမှုကင်မဲ့ရဲလေးပေါ့နော်ဘယ်လိုလဲတော့ကျွန်တော်လည်းမသိဘူးနော်စခန်းမှုပဲဖြစ်ဖြစ်ကိုစိုးဘုံရင်ရေးမမမှုကင်ရတော့ကိုစိုးဘုံရင်ကိုဒီမှာချောချောကကြီးနဲ့ပ3ကားရှိလားဘလောက်တရားဆွဲထားပါတယ်အဲ့ဒါကိုစိုးဘုံရင်အနေနဲ့များတောင်တကုံရဲစခန်းကိုလာလို့ရလားလာလို့ရပါတယ်ရဲမှုကြီးခင်ဗျာလို့ပြောလိုက်လာလို့ရပါတယ်ရဲဦးကြီးခင်ဗျာလို့နော် เนาะကျွန်တော်လာခဲ့ပါပါကျွန်တော်ယုံကြည်ပါစိတ်ချပါအမြန်ဆက်ပါလို့ကျွန်တော်ဆူတောင်းနေတာပါเนาะအဲ့ကြရင်ဇော်ဝင်းရဲ့လူဝင်းရတဲ့လူဇော်ဝင်းရဲ့အမှန်တရားဘလောက်ထိလဲဆိုတော့တနိုင်ငံလုံးတတိုင်းပြည်လုံးသိသွားမှာเนาะကျွန်တော်အဲ့ဒါကိုလိုချင်နေတာ